BBC တော့တက်နာတက်နေပြီလေကျွန်တော်တို့ဒီငငယ်လေးရနေပြီးတော့သတင်းနားထောင်မယ်ဆိုလို့ရှင်ဗာလဲရေဒီယိုလေးနဲ့ BBC နားထောင်မယ် IFP BOA အဲ့ဒါနားထောင်မယ်ပေါ့နော်အခု BBC ကတော့ဒေါ်လေးတက်နာတက်နေပါပြီသူတက်နာတက်တဲ့ပုံစံကဘယ်လိုဘာဖြစ်လို့တက်နာတက်တာလဲဆိုတော့သူကအခုဒီ Harman နဲ့ Israel နဲ့စစ်ပွဲကိစ္စတွေမှာအများသောအချင်းသူကအများသောအချင်းမဟုတ်အများတန်း Harman ဘက်ကပဲသတင်းတွေဖွင့်ပေးတယ် Harman ကောင်းကြောင်းမယ်ပြောတယ်ဒီ Israel တွေကမကောင်း Israel မကောင်းကြောင်းတွေပြောတယ်အဓိကကတော့ဒီ Muslim media ပေါ့ Islamic Islamic ဘက်က ကြားထားတဲ့ပတ်စံတွေမျိုးစုပြီးတော့အဲ့မှာမကောင်းဆုံးအောင်တွေပြောတယ်။ကျွန်တော်တို့နိုင်ငံမှာဆိုရှင်လည်းသူတို့အနည်းငယ်ကြောကြပါတယ်။ရိုဟင်ဂျာတို့ဘာလို့ပေါ့ကျွန်တော်တို့တော့ကိုရီးနိုင်ငံသားတွေတော့မသိဘူးရိုဟင်ဂျာဆိုတာသူတို့ရှိမှာတော့ဒါမြန်မာနိုင်ငံပတ်သွားလာတယ်သူဆိုပြီးတို့ညင်းသိကြပါတယ်နိုင်ငံရေးမှာဆိုရှင်ပီပီစီဆိုအရန်ညင်းသိကြပါဒီမှာနေပြည်တော်မဖြစ်ပါဘူးလို့ပြောနေပေမဲ့ပီပီစီမှာဖြစ်နေပါတယ်ပီပီစီမှာဖြစ်နေတယ်ဆိုတော့အကြောင်းကြောင်းလူရအကောင်လုံးတရင်ပီပီစီဆိုယုံကြည်နေကြတာဟုတ်ယုံကြည်နေကြတဲ့အကောင်ကဟာဒါမှန်တယ်ဒါမှန်တယ်ပဲအကောင်ကထင်နေကြတယ် အဲ့တော့နိုင်ငံရေးမှာမဖြစ်တင်နိုင်ချက်တယ်နောက်ပြီးတော့ပါဆက်တင်တယ်သူတို့ပုဂ္ဂိုလ်ဆိုရင်အမေရိကန်သမ္မတတော်မှာ BBC ကတိုက်ခိုက်တယ်အမေရိကန်သမ္မတမပြောတဲ့စကားတွေကိုပြောပါတယ်ဆိုပြီးတော့သူတို့ကတိုက်ခိုက်တယ်အဲ့အဲ့လိုတိုက်ခိုက်မှုတွေလုပ်လို့ BBC ကခုချိန်မှာဆိုတော့တော်တော်ကြီးလှုပ်နေပါတယ်သူတို့ဒါအချင်းချင်းပေါ့နော်ဘာလို့ဆက်တင်မလဲဆိုတော့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါမင်္ဂလာပါကိုကြီးသွေးပြီးခုံလာစားတာเนาะဒီနေ့25စက်တလောက်ပိုင်း9ရက်နေ့ ချင်းပြည်ဖလန်းမြို့နယ်ဝေဘူးလာမြို့ကိုမြမတပ်မတော်ကပြန်လည်ထိ ंछ ုပ်ပြီးနိုင်ငံတော်လံလွှင့်ထူထားပြီးအောင်စီအောင်မောင်းနဲ့အောင်လံလွှင့်ထူထိုင်ပြီးဖြစ်ပါတယ်။ကျွန်မချုပ်ပြောခဲ့တယ်လေ။ကျွန်မမကုတုမဟာသီဂျိုးပြီးသုံးသက်ခဲ့တယ်။2025ဆေးလာပိုင်းမှာဆေးလာပိုင်းမကုန်ခင်မှာ ဟိုကိုကြောက်မဲ့ဒီဘောတမတော်ကပြန်ပြီးထိချုံလာလိမ့်မယ်2025 17ဆက်တလာပိုင်းဒုတိယဘက်နဲ့တတိယဘက်မှာချင်းပြင်းနဲ့ဖလန်းမျိုးမှာတမတော်ရဲ့အောင်ပွဲသတင်းတွေကြားရလိမ့်မယ်လို့ကျွန်မကြိုပြီးတောင်းသက်ခဲ့တယ်လေအချိန်တိကျနဲ့တော့အချိန်တော့မလွဲစေရဘူးလာရှိုးတော့ကလည်းဒီလိုပဲလာရှိုးနဲ့ပတ်သက်လို့လူတွေအများကြီးသတင်းတွေအများကြီးပြောကြတယ်အဲ့ဒီထဲထဲမှာမှ လာရှိုးကို2025 မေလာမတိုင်ခင်တော့မို့မေလာကောင်မှာတက်မတော်ကပြန်ပြီးထိချုံနိုင်ခဲ့မယ်လို့ကြိုပြီးသုံးသပ်ခဲ့တာကျွန်မမဘုဒ္ဓမဟာသေးရှိသေးတယ်အခုအနောက်25ဇက်တလပိုင်းမကုံခင်မှာတက်မတော်ဒီနဘူးလန်ထိခိစကန်နေဆက်ကုံတွေရေခိပြန်ပြီးလည်ပတ်နိုင်လိမ့်မယ်ထိခိမော့တောင်နေဆက်ကုံတွေရေကိုထဲချုံနိုင်ဖို့အတွက်တနေ့လာရင်တိုင်းထဲမှာမြန်မာတပ်မတော်ရဲ့အောင်ပေါ်တဲ့နေ့ကြားရလိမ့်မယ် ကချင်ပြည်နယ်မှာဆိုလို့ရှိရင်ထိန်ချုံကံပိုက်တွေထူးစီးပွားရေးဆုံးအဲ့ဒီပပတ်လဲမှာတမတော်ရဲ့အောင်ပွဲသတင်းတွေကြားရလိမ့်မယ်။မူဇယ်တရား၅မိုင်နေဆက်ကုံအတွက်ရေးကိုပြန်လဲထိန်ချုံနိုင်ဖို့အတွက်အဲ့ဒီလမ်းကြောင်းတစ်လျှောက်နော်လောက်ကန်ရနေလောက်ကန်နေဆက်ကုံတွေရေးစခန်းရန်လုံကျိုင်းတောက်လျှောက်တမတော်ရဲ့အောင်ပွဲသတင်းတွေကြားရလိမ့်မယ်။အခု2025 12လပိုင်းမကုန်ခင်မှာအေယော်ရီတိုင်းညောင်တုံးမြို့မှာရှိတဲ့ရွှေတုံးအင်ဂျင်စီမံကိန်းကိုမြန်မာတမတော်က တက်မတော်ကြီးကကျွန်တော်တို့ချက်တော်နိုင်ငံခေါင်းဆောင်တွေကအကောင့်ထဲပေါ်နိုင်ပြီလိမ့်မယ်။ရှမ်းပြည်နယ်တောင်ကြီးအင်းလေးညောင်ရွှေမှာရှိတဲ့ပင်ပတ်တံပတိဆက်ရုံအောင်လည်းလွှဲထုတ်နိုင်လိမ့်မယ်။နော်စီရီနိုင်ငံရဲ့သုံးသက်တယ်ဆိုတော့အဲ့လိုသုံးသက်ရတယ်။အခုတို့မဟာသီးကသူများပေးတဲ့တဲ့ရင်နေနဲ့တက်ရောက်ကလုပ်ပြီးတော့အာချောင်းနေအောင်မဟုတ်ဘူး။အွန်လိုင်းအာချောင်းနေနော်။ ကျမရဲ့ဗီဒီယိုပိုင်းတွေကိုဖြည့်ညက်ကဲလုပ်နေတဲ့ online အားဆောင်တွေတတိပေးတာအစီအပြေတွင်မှာကောပြပမှာကောနိုင်ငံရေးလေးလာသုံးသပ်တဲ့သူတွေအများကြီးရှိတယ်အဲ့ဒီလိုနိုင်ငံရေးစီရေကိုအချိန်အတိကျနဲ့မှန်အောင်သုံးသပ်နိုင်တဲ့လူဘယ်နှယောက်ရှိသလဲပဒကြီးပြတေကနီးနေတဲ့ဟိုဦးတန်းစိုးနိုင်တို့ဦးချင်းမင်းတို့ဒေါ်မီမီဝင်းပါတို့ဒေါ်လှကျော်စိုးတို့တို့တော့တရပနာခမ်းမှန်းဘူးလေအခု နိုင်ငံရေးအခင်းကျင်းတော်မှာ2021နှစ်လပိုင်းမှာတမတော်ကပုံမှန်လေးတစ်ခုံရကလုံးခေါ်ပြီးပုံမှန်လေးတစ်ရှိရအာနာသိမ့်လိမ့်မယ်အာနာထိမ့်လိမ့်မယ်လို့ကြိုပြီးသုံးသပ်ခဲ့တာကျမအဲ့ဒါမှဘုဒ္ဓမဟာသွေးလို့ခေါ်တယ်ဂုံဆိုတာအဲ့လိုစာရ